ရပုံမျိုးနဲ့မှနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုအဖြစ်သာပြန်လည်တွေ့ရှိခဲ့ရပြီးလောင်းကစားသမားမောင်ဝဲခွဲဖြစ်သူကအမဖြစ်သူမဖူးဖူးရွှေစင်ကိုလိမ့်လေခေါ်ဆောင်သွားခဲ့ကတက်ဖြတ်ခဲ့ပြီးပြစ်စည်းလူရက်ခဲ့တဲ့ဖြစ်စဉ်အေယာဝတီတိုင်းဖျာပုံမျိုးနဲ့မှနှစ်လကျော်ကြာပျောက်ဆုံးနေခဲ့တဲ့မဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုအဖြစ်ပြန်လည်တွေ့ရှိခဲ့ရပြီးလူသက်တရခံလို့တန်တရားရှိတဲ့မောင်ဝဲခွဲတော်ဆက်သူအပါအဝင် လူလေးယောက်ကိုဖမ်းဆီးစစ်ဆေးနေကြောင်းအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားသိရှိထားသူတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ21ရက်နေ့ကဖျားပုံမျိုးနယ်ကျုံတာကြီးရွာနေမဖူးဖူးရွှေစင်ဟာဆိုင်ကယ်နဲ့ထွက်ခွာသွားစဉ်ပျောက်ဆုံးသွားခဲ့ကြောင်း၎င်းနောက်နှစ်လကျော်အကြာအီဗီလ29ရက်နေ့ဖျားပုံမျိုးနယ်ကိုအိမ်နန်းကြီးရွာနေတကန်ကွာကြီးကြီးရွာအကြာဖျားပုံပုံကလေးကားလမ်းမှာပြီးမှလူအယိုးစုတစ်ခုကိုတွေ့ရှိစစ်ဆေးရမှာ ရောက်ဆုံးနေသူမဖူးဖူးရွှေစင်ဖြစ်ဒီကိုအတီးပြုနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ထွက်သွားတော့ကဆိုင်ငယ်နဲ့တယောက်တည်းထွက်သွားတာ။ဖေဖော်ဝါရီလ22ရက်အဲ့ဒီကလေးကပျောက်သွားတာ။ပြန်တွေ့တော့ဧပြီလ29ရက်နေ့မှာပြန်တွေ့တာပေါ့။ထွက်သွားတော့ကပါသွားတဲ့ဆိုင်ငယ်ရော iPhone ရောမတွေ့သေးဘူး။အလောင်းကိုပဲပြန်တွေ့တာပေါ့။လက်ရှိကတော့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်။တန်ရာတွေဘာတွေဆိုတာကလည်းစစ်ဆေးလို့မရတော့ဘူး။မနေ့က12နာရီမှာသူ့ကိုရွာထဲမှာတကြိုပြီးလို့သိရတယ်ဟုဆိုကောင် မပူပူရွှေစင်ရဲ့မိတ်ဆွေတယောက်ကရှင်းပြထားပါတယ်။ဖျာပုံမျိုးနဲ့ကိုအိမ်နှန်းကြီးရွာနဲ့တကံကွာကြီးကြီးရွာအကြားဖျာပုံဘိုးကလေးကားလမ်းမဘေးမှာတည်ဆုံနေတော့အလောင်းအယိုးစုကိုစစ်ဆေးရမှာတည်ဆုံသူရဲ့လက်မှာဝစ်စင်ထားတဲ့ဟန်ချင်းကိုတွေ့ရှိခဲ့ရမှာမပူပူရွှေစင်ဖြစ်ဒီကိုအတီးပြုနိုင်ခဲ့ကြောင်းမပူပူရွှေစင်ဟာအင်ကြီးလက်ရှိဝစ်စင်ထားတာကြောင့်ရွှေဟန်ချင်းကိုတပြတ်တဲ့သူတွေကမတွေ့မြင်ကြဘဲကြံရစ်သွားခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ မဖူးဖူးရွှေစင်ရဲ့ရုပ်အလောင်းကိုမေလာတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရက်ခန်းလို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပါအဝင်လူလေးယောက်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးလျက်ရှိတယ်လို့လည်းသိရှိရပါတယ်။သူ့မောင်ဝမ်းခွဲနဲ့တရက်ခန်းလေးဦးပေါ့အခုတော့မိသွားပြီစစ်ဆေးနေတော့မယ်။တခြားတရက်ခန်းတွေကြံသေးလားဆိုပြီးတော့စစ်ဆေးနေတယ်။အခုသိထားရတဲ့လောက်ကသူ့မောင်ဝမ်းခွဲကလောင်းကစားလုပ်တယ်။ဂိမ်းတွေဘာတွေလဲစော့တယ်။အဲ့ဒီလိုလုပ်တာတွေမှာအရှုံးပေါ်တော့ပတ်စံလိုတာနဲ့သူ့အမကိုလိန်ပြီးခေါ်သွားတာ။ ူကောင်မလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာခေါ်သွားပြီးတော့ရန်ကုန်ဘုကလေးကားလမ်းမှာတက်ပြစ်ခဲ့တာပေါ့မုံတွေပါတွေလည်းစားသွားသေးတယ်စားပြီးတော့ညဘက်ရောက်တော့မှအဲ့ဒီဘက်ကလည်းလူကနည်းနည်းရှင်းတဲ့နေရာရောက်တော့တက်ပြီးတော့လမ်းဘေးကခြုံပုတ်ထဲမှာပြစ်ထားခဲ့တာပေါ့တရားခဏနာမည်တွေတော့မသိဘူးသူ့မောင်ဝမ်းခွဲလို့ပဲတည်ထားရတာသူ့မောင်ဝမ်းခွဲရဲ့သူ့ရွာကြုံတာကနှစ်ယောက်ရဲ့ဘိုးကလေးကတစ်ယောက်လို့တည်ထားတယ်လောလောဆယ်တော့ဖမ်းပြီးတော့စစ်ဆေးနေတော့မယ်ဟုဆိုကော မဖူးဖူးရွှေစင်ရဲ့မိတ်ဆွေကဖြစ်စဉ်အစအဆုံးကိုပြောပြထားတာပဲဖြစ်ပါတယ်။မဖူးဖူးရွှေစင်ဟာတည်ဆုံးချိန်မှာအသက်24နှစ်သာရှိသေးပြီးမတည်ဆုံးမီ2025ခုနှစ်ဖေဖော်ဝါရီလမှာမအူပင်တက္ကသိုလ်မှဘွဲ့ယူထားသူဖြစ်ကြောင်းလည်းသိရှိရပါတယ်။